နာနကားကိုမယုံကြည်မကိုးကွယ်တာနဲ့ဒိဋ္ဌိဖြစ်ရောလားဖေယျတပည့်တော်အမျိုးသားကတပည့်တော်ကိုဆွဆွဲပြောဆိုနေလို့ပြန်ဖြေချပေးတော်မူပါဖေယျတဲ့ ားပူးနေကြတာပါเนาะအဲ့ဒီငကားပူးတာကလည်းဘတော့ပြီးမလဲမသိဘူးပူးလိုက်ကြတဲ့ငကားတွေဦးစင်လဲငကားပူးတာနဲ့ပတ်သက်ပြီးပြောရလို့အားချောက်နေပါပြီเนาะဒီတခါတော့ဖုန်ကြီးပါလာလို့ပြောတာပါလူတွေကိုပြောမှာမဟုတ်ပါဘူးเนาะလူတွေကမသိလို့မှားတာထားပါတော့ယဟန်ကသိရမယ်လေယဟန်ဆိုတာကမကောင်းမြတ်တာကောင်းရညှို့လက် အသိဟောကြူနာဘူးထမံနတ်ထံတင်ရာမေတ္တာလဲပြုယဟန်မှု6ခုလွန်သေးကြဟုယဟန်ကျင့်ဝတ်6ပါးရှိတဲ့အတွက်ဒဂရကမတွေအမှားလုပ်နေတာကိုမြင်တဲ့အခါမှာတားမြစ်ပြီးတော့လမ်းမှန်ကိုရောက်အောင်ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။သို့မှသာဒဂရကမတွေအပေါ်တာဝန်ချိန်မှာဖြစ်ပါတယ်။ဒဂရကမတွေမုံမာကိုကြောက်လို့ဒဂရကမတွေအမှားလုပ်နေတာကိုမသိကြအောင်ဟန်ဆောင်ပြီး ဒကာဒကာမအကြိုက်လိုက်နေမယ်ဆိုရင်ဖယားရှင်ရဲ့အလိုတော်နယ်လဲစန့်ကျင်တယ်လို့ဒကာဒကာမတွေကအပယ်၄ပါးဆွဲချလိုက်တယ်လို့လည်းဖြစ်ပါတယ်ဒကာဒကာမတွေအနည်းငယ်ကလည်းပဲအဲ့ဒီအချက်ကိုသိဖို့လိုပါတယ်နော်အဲဥစဉ်တလောက်ပဲပြောပါရစီအရှင်ဖယားနန္ဒကာကိုမယုံကြည်မကိုးကွယ်တာနဲ့ဒိဋ္ဌိဖြစ်ရောလားဖယားတပည့်တော်အမျိုးသားကတပည့်တော်ကိုဆွဆွဲပြောဆိုနေလို့ပြန်ဖြေချပေးတော်မူပါဖယားတဲ့ မကိုးကွယ်တာကမှန်တာနော်ကိုးကွယ်လိုက်မယ်ဆိုရင်မိစ္ဆာဒိဋ္ဌိဖြစ်ပြီးတော့တရဏဂုံပြက်ပြီးဗုဒ္ဓဘာသာအဖြစ်ကနေဆုံးရှုံးသွားမှာပါဒါကြောင့်လုံးဝမကိုးကွယ်သင့်ပါဘူးတပည့်တော်ကငယ်ငယ်လေးထဲကအဖေကဖယားမတပါကိုးကွယ်ရာမရှိနန္ဒကားဟူသည်မိမိထာမမေတ္တာပို့အမျှဝေတာကိုသာလိုအပ်တာကိုးကွယ်စရာမလိုဘူးဆိုပြီးသင်ပေးခဲ့တာပါတဲ့မှန်တာပေါ့ သူတို့လိုချင်တာကကုသိုလ်ကောင်းမှုရဲ့အကျိုးကိုလိုချင်တာပါ။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုပြီးတိုင်းအမျှပေးဝေပါနော်။တပည့်တော်အမျိုးသားကအဲ့ဒီနန္နကားတွေကိုယုံကြည်ကိုးကွယ်နေလို့ပါဖေယား။သူ့ရဲ့ဆရာတယောက်ကဖေယားရှိခိုးရင်အဋိဋ္ဌံတော့တပည့်တော်နဲ့တမီးလေးကနဂါးတိုက်ကလာတာမလို့နဂါးစာကျွေးရမယ်ပြောတာ။တပည့်တော်ကမလုံနိုင်ဘူးပြောလို့တပည့်တော်ကိုဒိဋ္ဌိလို့ပြောပါတယ်ဖေယားတဲ့။ ဒိဋ္ဌိလို့ပြောတာငါသိရမှမဟုတ်တာเนาะဘာကြောင့်လဲဆိုတော့ဒိဋ္ဌိဆိုတာကအယူကိုပြောတာပါเนาะမိစ္ဆာဒိဋ္ဌိလို့ပြောမှငါသိရဖြစ်မှာပါမိစ္ဆာဒိဋ္ဌိဆိုတာကလွဲမှားသောအယူလို့တတ်ရောက်ပါတယ်เนาะအဲ့ဒါကြောင့်တပည့်တော်ကိုဗီဒီယိုဖိုင်လေးနဲ့တကွဖြေချပေးတော်မူပါဖေယသူ့ကိုလည်းပြန်ဖွင့်ပြခြင်းလို့ပါတဲ့ဖြေချပေးလိုက်ပါပြီပြန်ပြီးတော့ဖွင့်ပြပေးလိုက်ပါเนาะ ိုင်းတီးပြီးတော့ကတော်ပွဲတွေကင်ပြီးဖျားယူပွားတော်ရှိမှကခုန်နေကြတာပါတိတ်ထန်တွေနေဘူးတွေစာပြီးတမေစိတ်တွေတမန်ဖလန်တတ်တော်ထင်ရှားမျက်စွာဖျား၌ဖြစ်စေပရိနိဗ္ဗာန်ဝန်ဆံသွားပြီဖြစ်သောဖျားရှင်တို့အားရီမှန်း၍ထုလုပ်ကိုးကွယ်ထားသည့်စီတီပထိုးယူပွားစင်တုတော်၌ဖြစ်စေကြည်ညိုမှုတရားတရားတူမျှမယ်ဆိုရင်တတ်တော်ထင်ရှားဖျားရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ မြတ်စွာဘုရားဟောကြားထားသောကြောင့်တတ်တော်ထင်ရှားဘုရားရှင်ကိုရည်မှန်းပြီးထုလို့ကိုးကွယ်ထားတဲ့ရုပ်ပွားစင်းတို့တော်ရှိမှအခုလိုကခုန်နေကြခြင်းဟာတတ်တော်ထင်ရှားဘုရားရှင်ကိုစော်ကားတဲ့အကျိုးနဲ့အတူတူပါပဲတချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုပျက်စီးအောင်မြတ်စွာဘုရားဤသားတော်များဖြစ်ကြတဲ့ယဟန်တန်ဃာတော်များက ပြန်ပြီးဖြည့်စည်းလိမ့်မယ်လို့ပြောဆိုနေကြပါတယ်မသိလို့ပြောဆိုနေကြတာပါ တတ္တမပတိရူပကတုံမှာမြတ်စွာဘုရားကငါဘုရားဤသာသနာတော်ကိုပျက်စီးအောင်ဘိက္ခုအမျိုးသားယဟန်ဘိက္ခုနီအမျိုးသမီးယဟန်ဥပတကာလူအမျိုးသားဥပတိကာမလူအမျိုးသမီးဆိုတဲ့ပရိသတ်၄ပါးတို့ကပျက်စီးအောင် ဖြစ်စည်းလိမ့်မည်ဟုဟောကြားထားပါတယ်။အသောပါပရိသတ်၄ပါးထဲမှာဥပတကဥပတိကာမဆိုတာပါတာကြောင့် မြတ်စွာဘုရားဤသာသနာတော်ကိုပြည့်စည်အောင် ဖြစ်စည်းတဲ့နေရာမှာယဟန်တန်ကများလဲဖြစ်နိုင်တယ်လို့လူပုဂ္ဂိုလ်တွေလဲပါဝင်တယ်ဆိုတာကိုသိဖို့လိုအပ်ပါတယ်အခုဘုရားယူပွားတော်ရှေ့မှာကခုနေကြတဲ့သူတွေဟာ လူပုဂ္ဂိုလ်တွေဖြစ်ပါတယ်သာသနာဆိုတာဟာပြုတာပဲကောင်းပါတယ်ဖြတ်တာမကောင်းပါဘူးသာသနာဖြတ်တဲ့ပုဂ္ဂိုလ်များမဖြစ်ကြပါစေနဲ့အရှင်ဘုရားတပည့်တော်မေးတာလဲဖြေပေးပါဘုရား ဘာသာခြားတွေကသူတစ်ပါးအသက်ကိုတတ်တာငရဲမကြည်ဘူးလားဖေယသူတို့မှာမျက်ပြေငရဲပြေမရှိဘူးလားဖေယတဲ့မျက်ပြေငရဲပြေဆိုတာကဘာသာနဲ့မဆိုင်ဘူးလေတဘာဝတရားတွေဖြစ်တယ်နော်ကောင်းတာပြုလုပ်တဲ့သူကကောင်းတဲ့ဘုံကိုရောက်မှာဖြစ်ပြီမကောင်းတာပြုလုပ်တဲ့သူကမကောင်းတဲ့ဘုံကိုရောက်မှာဖြစ်ပါတယ်မျက်ပြေငရဲပြေဆိုတဲ့ဘုံဌာနတွေဟာဘာသာတရားနဲ့လုံးဝမဆိုင်ပါဘူး ဘာသာခြားတွေကသူတစ်ပါးအသက်ကိုတတ်ဖြတ်တာငရဲမကြည့်ဘူးလားဆိုတော့မိကပူတက်တဲ့ဓတတိကို ဖြစ်စေပါတယ်ဗုဒ္ဓဘာသာကမိကိုကင်မယ်ဆိုလဲပူပါတယ်ဘာသာခြားကမိကိုကင်မယ်ဆိုလဲပူပါတယ်ဘယ်လိုလူမျိုးကပဲကင်ကင်မိဟာပူတက်တဲ့ဓတတိရှိတာကြောင့်ပူတက်တဲ့အကျိုးကိုပေးမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာမလို့ဘာသာခြားဖြစ်နေလို့ပူတက်တဲ့သဘောတရားကနေရွေလျားသွားမှာမဟုတ်ပါဘူး အဲ့ဒီဥပမာအတိုင်းပါပဲဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဘာသာခြားပဲဖြစ်ဖြစ်သူတစ်ပါးအသက်ကိုတတ်ဖြတ်ခြင်းသူတစ်ပါးပစ္စည်းကို ခိုးယူခြင်းစတဲ့မကောင်းမှု အကုသို့ဒုဒရိုက်တွေကိုကျူးလွန်မယ်ဆိုရင်အကုသို့ဖြစ်တာကြောင့်ငရဲကြီးမှဖြစ်ပါတယ်အရှင်ဖေယအစိမ့်တေဆိုးဆိုးဝါးဝါးနဲ့အသေးဆိုးနဲ့တေးရတဲ့သူတွေက မကျွတ်လွတ်တဲ့ပိတ်တာဘဝရောက်ရတယ်ဆိုတာ တကယ်ပါလားအရှင်ဖေယား ဇောသုံးမျိုးရောကတ်သေးတယ်လားအရှင်ဖုရားတဲ့အာယုခယတတန်းကုံလို့သေခြင်းကမ္မခယကံကုံလို့သေခြင်းဥပယခယတတန်းကံနှစ်ပါးစုံ၍သေခြင်းဥပိစေတက လောလောလတ်လတ်အခြားသောကံတစ်ခုကတက်ဖြတ်သောကြောင့်မသေးသင်ပဲသေရခြင်းဆိုတဲ့သေခြင်းလေးမျိုးရှိပါတယ်တတဝါတိုင်းဟာ အဲ့ဒီတေခြင်းလေးမျိုး တမျိုးမျိုးနဲ့တေကြရမှာဖြစ်ပါတယ်တေခြင်းလေးမျိုးကို မသိတဲ့အတွက်အစိမ့်တေအရှင်ထွက်ဆိုပြီးအမျိုးမျိုးပြောဆိုနေကြခြင်းဖြစ်ပါတယ်ပိဋ္တာဘဝရောက်ရတယ်မရောက်ရဘူးဆိုတာကတော့သူပြုတဲ့ကုသိုလ်အကုသိုလ်နဲ့ပဲဆိုင်ပါတယ်ဇောဆိုတာကတော့ဇဝနဆိုတဲ့ပါဠိကလာတာဖြစ်ပါတယ်ဇဝနဆိုတာက အရှိန်အဟုန်ဖြစ်ဖြစ်သောစိတ်ကိုပြောတာပါသောကလည်းပဲ ကုသိုလ်ဇောရဲ့အကုသိုလ်ဇောရဲ့ကရိယာဇောရဲ့ဆိုပြီးသုံးတန်ရှိပါတယ်ကရိယာဇောကတော့ယဟန္တာတွေမှာဖြစ်ပြီးကုသိုလ်ဇောနဲ့အကုသိုလ်ဇောကတော့ပုထုဇဉ်တွေမှာဖြစ်ပါတယ်သေခြင်းလေးမျိုးတစ်မျိုးမျိုးနဲ့သေတော့မယ်ဆိုရင်ဇောသုံးတန်ဇောပြီးမှသေကြရပါတယ်အရှင်ဖယားအိမ်ဆောင်နှက်ကဘာလို့အိမ်မဆောင်တာလဲဖေယ။တရေတဆေတွေ ဝင်လာလဲဘာမှမလုပ်ဘူးလားဖေယတဲ့ အိမ်ဆောင်နဲ့ဆိုတာကယူတီကြလို့စောင့်နေတဲ့နတ်မဟုတ်ဘူးเนาะအိမ်ဆောင်နဲ့ဆိုတာကမိမိအိမ်ကိုအမိပြုပြီးလာနေတဲ့နတ်ကိုအိမ်ဆောင်နဲ့လို့ပြောတာပါမိမိအိမ်ကိုအမိပြုပြီးလာနေတဲ့နတ်ကိုအိမ်ဆောင်နဲ့လို့ပြောတာဖြစ်တဲ့အတွက်လာနေတဲ့နတ်ကလည်းပဲတကူကြီးတဲ့နတ်လည်းဖြစ်နိုင်တယ်လို့တကူနေတဲ့နတ်လည်းဖြစ်နိုင်ပါတယ်တကူကြီးတဲ့နတ်လာနေမယ်ဆိုရင်တော့မကောင်းတဲ့တရေတစီနာနာဘာဝတွေဝင်လာတဲ့အခါမှာ တားဆီးနိုင်ပါတယ်တကိုးနေတဲ့နဲ့လာနေမယ်ဆိုရင်တော့သူတို့ထက်မြင့်တဲ့တရေတစီမကောင်းတဲ့ပိတ်တာတွေလာမယ်ဆိုရင်တော့မတားနိုင်ပါဘူးเนาะဘယ်လိုအိမ်မျိုးကိုတကူးကြည့်တဲ့နဲ့တွေလာနေတယ်လဲဆိုရင်ကုသိုလ်ကောင်းမှုနှိမ့်စင်မပြတ်လုပ်နေတဲ့အိမ်ကိုတကူးကြည့်တဲ့နဲ့တွေလာနေတတ်ပါတယ်ဒါကြောင့်မိမိရဲ့အိမ်ကိုတကူကြည့်တဲ့လက်တွေစောင့်တာအလိုရှိတယ်ဆိုရင် ကုသိုလ်ကောင်းမှုနှိမ့်စင်များများလုပ်ပါအဲ့ဒါဆိုရင် တကိုးကြီးတဲ့နတ်တွေမိမိရဲ့အိမ်ကိုလာရောက်စောင့်ရှောက်ပါလိမ့်မယ်။အဲ့ဒီလိုတကိုးကြီးတဲ့နတ်တွေလာရောက်စောင့်ရှောက်ပြီဆိုရင် မကောင်းတဲ့တရေတစီတွေမဝင်လာနိုင်တော့ပါဘူးเนาะ။ဥသေယောတရားဘာဝနာအာမထုတ်ဖူလာဖရာဟိုလူကပါဒီလူကဘယ်လိုဆိုပြီးလိုက်ပြီးဖြည့်ရှင်းချက် ပေးပြီးဝေဖန်နေတာဟာတန်ဃာတော်ရဲ့ဝီနီးနဲ့ကိုက်ညီပါသလားတဲ့။ကျေးဇူးတင်ပါတယ်။ ဥဒင်းရောတရားဘာဝနာအာမထုတ်ဘူးလားတဲ့။ဘာလဲတရားအာထုတ်တဲ့ပုံကိုလိုင်းပေါ်တင်ပြမှဒကာတော်ကတရားအာထုတ်တယ်လို့ထင်တာလား။ရိတ်သာသွားပြီးတရားအာထုတ်မှဒကာတော်ကတရားအာထုတ်တယ်လို့ထင်တာလား။တရားအလုတ်လို့ရတာကိုပျော်မွေ့တဲ့လူအတော့သူရောက်ရာအရက်ဟာ သူ့ရဲ့တရားရိတ်သာပဲလေ။မိမိတရားအာထုတ်ကြောင်းဘသူကိုမှခြားပြနေစရာ မလိုပါဘူးနော်။ ဖြည့်ရှင်းချက်ပေးပြီးဝေဖန်နေတာဟာတန်ဃာတော်ရဲ့ဝီနီးနဲ့ကိုက်ညီပါသလားဆိုတော့ပရိယတိဆိုတဲ့အတိတ်ဘယ်ကိုတက္ကတော်ဘလို့နားလည်ထားပါသလဲပရိယတိဆိုတာဟာတင် जा ပို့ချတာကို ပြောတာပါဘာတွေကိုတင် जा ပို့ချတာလဲဆိုရင်ဖျားဟောတွေကိုတင် जा ပို့ချတာပါတက္ကတကမတွေက ဘာသာရေးနဲ့ပတ်သက်ပြီးနားမလည်လို့မေးလာတဲ့မေးခွန်းတွေအပေါ် ဦးစင်းကကိုလိလတင် जा ထားတဲ့ဘာသာရေးအသိဉာဏ်ကိုအသုံးချပြီးတော့ပြန်လဲဖြေကြားပေးတာဟာပရိယတ်တိကိုပို့ချတာလေဘယ်နေရာမှာများဝီနီးနဲ့မညီလို့လဲဝီနီးနဲ့မညီဘူးဆိုရင်လေတိတ်ခါဘူးထောက်ပြီးချပြပေးပါဦးစင်းစောင့်မျှော်နေပါမယ်နော်တကားတော့လေအမြင်အာယုံမှုံွားခြင်းမှကင်းဝေးပါစီ